လမ်းမရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေဟာတက်မတော်နဲ့ပေါင်းမအာဏာရမယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတယ်လို့စီလုံးညင်ညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှဦးမျိုးကျော်က CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမှာဖြစ်ပြီးနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလ65ဦးစုစုပေါင်းကိုယ်စားလှယ်လောင်း9000ဝန်းကျင်ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါရယ်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေဟာတက်တဲ့ပေါင်းမှာမိမိတို့ အာဏာရမယ်ဆိုတဲ့အနေအထားမျိုးနဲ့လှုပ်ဆောင်နေကြကြောင်းစီလုံးညွညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှဦးမျိုးကျော်ကဆင်နိုင်တဲ့တင်ဌာနကိုပြောပါရတယ်။ ကျမ်းတော်ထဲမှာရှိနေတဲ့အရှုပ်ကြီးတွေကနေအစပေါ့နော်ဘုံချုပ်ကြီးဘုံမှုကြီးတွေဘုံမှုချုပ်တွေနော်အဲ့ဒီအရာရှိတွေအများစုကိုပဲဒီမှာနေပြီးတော့နေပြီးပြန်ဖို့ဆိုပြီးတော့ပါတီချက်ထဲတဲ့ဟာလည်းတွင့်နေရတာပဲလေယူနီဖောင်းကိုထားတဲ့နေပြီးတော့စစ်သားတွေပေါ့သူတို့ဒီရေကောက်ဘွက်အခင်းချင်းကိုဖန်တီးရဲစီစဉ်တယ်တစ်ခါမှတော့တိုက်ပုံကိုထားတဲ့နေပြီးတော့ဒီစစ်သားတွေပဲဒီအာနာရှင်တွေပဲသူတို့ပြန်ပြီးတော့တစ်ခါထဲနဲ့နေပြီးတော့အာနာယူဖို့အတွက်လုပ်တာပါတစ်ခါ ာဒီထက်မှနေပြီးတော့ register လုပ်ပြီးတော့ corporate one ပြိုင်မယ်ဆိုတဲ့ဟာတွေကလည်းတန်းတဲ့ပုံမှာငါတို့အာဏာရမယ်ဆိုတဲ့အမြင်မျိုးနဲ့လုပ်တာဖြစ်တဲ့အတွက်မှာဒီရေကောက်ပွဲနဲ့ဒီမှာပါဝင်နေတဲ့နိုင်ငံရေးအစုအဖွဲ့တွေပေါ်မှာပါတီတွေကအစားကျွန်တော်တို့ပြည်သူတွေနေနေတော့လုံးလုံးကြားရကိုစန့်ကျင်ရနိုင်တယ်ဘလောက်ပဲဖြစ်ဖြစ်တမဲနဲ့ပဲရနှမဲနဲ့ပဲရသူတို့အစိုးရလုပ်ရှင်နဲ့လုပ်ပေါ့ဂုံတိတ်ခမဲဆိုတာနဲ့အစိုးရလုပ်တယ်လို့ကျွန်တော်တို့ကတော့ပြောရမယ် လက်ရှိမြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီတရက်က NND အစိုးရကို2020ထရီတွေရွေးကောက်ပွဲမဲဆင်းရင်အငင်းပွားမှုအားမဖြစ်ရှင်မဲအစိုးရဖွဲ့စည်းရေးကြိုးပမ်းနယ်လို့ဆိုကမြမတက်မတော်မှာဖြုတ်ချပြီးရေးပေါ်အခြေအနေကြီးညာပြီးအုတ်ထုတ်ရရှိပါတယ်အဲ့ဒီနောက်2023ခုနှစ်ဇန်နဝါရီ31ရက်နိုင်ငံရေးပါတီတွေမှပုံတင်ခြင်းဥပဒေကိုပြဋ္ဌာန်းပြီးနိုင်ငံရေးပါတီတွေကိုပြန်လည်မှပုံတင်ခိုင်းခဲ့တယ်လို့ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လည်းပြင်ဆင်လျက်ရှိပါတယ်နိုင်ငံရေးပါတီတွေရွေးကောက်ပွဲဝင်တာကပြည်သူ ူပေးမဲ့မဲကိုရရှိအောင်ကြိုးစားကြတာဖြစ်ပြီးအာနာမလိုချင်တဲ့ပါတီလူလောကမှာဘယ်ပါတီရှိလဲလို့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP မှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါရယ်နိုင်ငံရေးပါတီတစ်ခုဆိုတာလေနိုင်ငံတော်နဲ့နိုင်ငံသားကောင်းကျိုးကိုသူတို့ကောင်းကျိုးပြုကျင့်ကြလို့တာလေနိုင်ငံရေးပါတီထောင်ရတာကိုအဲ့ဒီလိုကောင်းကျိုးပြုပြီးတော့လှုပ်ဆောင်ဖို့လုံးပိုင်ဝင်ရဖို့ဆိုတာကပြည်သူအနေနဲ့မဲကိုရရှိအောင်လို့ဘယ်နိုင်ငံရေးပါတီမျိုးစူးစမ်းကြမှာပဲ အဲ့လိုစူးစမ်းမှုပုံမှာတော့အာဏာမလုပ်ရင်နဲ့အနိုင်မလုပ်ရင်နဲ့ပါတီလောကမှာဘယ်ပါတီရှိမယ်။ဘာကြောင့်လဲဆိုတော့ဒီပြည်သူ့အတွက်နိုင်ငံအတွက်လုပ်မယ်ဆိုရင်လုပ်ပိုင်ခွင့်ဆိုတဲ့အားရှိမှသာလေလုပ်လို့ရတယ်။ပါတီတိုင်းအားဆိုလို့ရှိရင်ရုပ်ောက်ပဲအောင်နိုင်ရေးမှန်ပြဲဆိုတဲ့ဟာကိုချမှတ်ပြီးဆောင်ရွက်ကြတာပါတီတိုင်းဖြစ်ပါတယ်။ဒါကြောင့်မို့အခြားသောဝင်ကနေကြသောသူများ၎င်းတို့ကိုယ်တိုင်တက်ဝင်ရုံပြီးတော့ပါတီရောဘယ်လိုရည်တည်ရဲ့တဲ့ က်နဲ့ပေါင်းရင်မပေါင်းရင်ကတော့အဓိကမပြဘူး။အဲဟိုကနဲ့ပေါင်းတယ်ဒီကနဲ့ပေါင်းတယ်ဆိုတာကတော့အမနာပါပြောနေကြတဲ့သူတွေရဲ့စကားသာဖြစ်တယ်။ဒီပေါ်မှာတော့တိုက်တယ်လို့သုံးသပ်တိုက်တယ်လို့ဝေဖန်မှုလုပ်ကြမှာပဲ။ပါတီတစ်ခုကယက်တီပြီးတော့ပေါင်းရနေမှုရဲ့မူဝါဒပေါ်မှာပဲအခြေခံတယ်။ လက်ရှိမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာမြို့နယ်တရားနှမြို့နယ်မှာရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီလမှာတော့မြို့နယ်တရားမြို့နယ်မှာရွေးကောက်ပွဲဆက်လက်ကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီနောက်2026ခုနှစ်ဖေဖော်ဝါရီလမှာလွတ်တော်ခေါ်မှာဖြစ်ပြီးမက်လာမှာအစိုးရတစ်ကိုဖွဲ့စည်းကြမှာဖြစ်ပါတယ်။2026ခုနှစ်မှာပေါ်ပေါ်လာမယ့်အစိုးရကိုမြန်မာကျမတော်ကဥဆောင်ဖွဲ့စည်းတဲ့အစိုးရတရက်တာဖြစ်လာကြမည်ဖြစ်ကြောင်းနိုင်ငံရေးပါတီတွေကတော့မြန်မာကျမတော်မှာဥဆောင် ောင်ဖွဲ့စည်းမဲ့အစိုးရအဖွဲ့တွေမှာရွေးချယ်ခံရဖို့စောင့်မျှော်ရမယ့်အခြေအနေသာရှိကြောင်းစီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေကထောက်ပြကြပါဗျာ